သင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိ အကုသိုလ်ကလွတ်ရလွတ်နည်းတွေရှိကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရာမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ပါ မကောင်းဘူးလို့သိရရင်နံပါတ်1မားတယ်လို့မြင်မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာကိုမိတ်ဆွေတွေဖြစ်စေရှာထားမှာဖြစ်စေမားချောင်းဝန်ခံပြီးတော့ အဲ့ဒီအမောင်မျိုးနောက်ထပ်မမအောင်ရှောင်ကျင်ရမယ်ဒါအဖြေပဲနောက်ထပ်မမအောင်ရှောင်ကျင်ရမယ်ရှောင်ကျင်ပြီးတဲ့အခါကောင်းတာတွေဆက်လို့อ่ะအဲ့ဒါဆိုရင်ဒီကံကလွတ်တော့မှာတည်ဒါပယ်ဖြတ်တာပေါ့ကံကလွတ်လွတ်တဲ့နေရောကံကလွတ်တဲ့နေကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဒီကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းနေမှာရှိနေတဲ့ပုံပေါ်ကဒီအကုသို့ကံလာကျိုးပေးလို့မရဘူး မြတ်စွာဘုရားကလောနာကပန်လတ်တုံမှာစားအိုးနဲ့စားကဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လို့စားကဲလေးတစ်ခဲကိုတောက်ရီွက်တဲ့ထဲလိုက်ရင်ကောက်ဖြစ်အောင်ငတ်မှာပဲဒါပေမဲ့အဲ့ဒီပမာဏစားကဲကိုရေကန်နဲ့ထဲလိုက်မြစ်ထဲထဲလိုက်ပျောက်တော့မှအဲ့ဒီအခြေအနေကဘာလို့ဆိုလူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုအခြေလေချင်းမတူဘူးအေးလောကလူသားတွေလက်တွေ့ဘဝမှာလေဒီတိုက်ရွယ်လေပတ်စံရှိတဲ့လူအပြစ်ခံခြင်းမခံရတာနော် အတိကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံနေမှာခါပြင်မှုကျူးရုံတောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ငါတို့ကအခြေလေးကောင်းလို့ခေါ်ပတ်ဆံရှိတဲ့လူကသူကပတ်ဆံကအခြေလေးကောင်းပဲနော်အဲ့ဒီအခြေလေးကောင်းကြောင့်ပြင်မှုကလွတ်ရတဲ့အခြေလေးကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ဥရုစင်ဘွားမို့အကုသို့လုံးမိလုံးဝ အခြေတည်မကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအခြေတည်ကောင်းရှိရတဲ့အတိုင်းအကုသိုလ်လုပ်ပြီးတော့အကုသိုလ်ခံရတဲ့လူဆိုမတူသီလသမာဓိဆိုရင်အခြေတည်ကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်ပြီးရောအဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့နေရာတော့မဟုတ်ခုနမကောင်းတာတွေတက်တက်လုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ခံလေရောပဲအဲ့ဒါ